ာရီသားကြီးများအားလုံးမင်္ဂလာပါဗျာဒီတပတ်တာကာလကဂျာရီသားကြီးများအတွက်အကောင်းဆုံးကာလတစ်ခုဖြစ်ပါတယ်ကျွန်တော်ကတော့အဲဂျာရီသားကြီးများရဲ့ ငွေကြေးကန်အခြေအိမ်တော်ရေးကျန်းမာရေးကိုလီလိုမန်ကန်လီနဲ့ကြည်ပေးနေတဲ့သူဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဂျာရီသားကြီးများအတွက်24ရက်5လ2025မှာ30ရက်5လ2025အထိအဲငွေကြေးကန်တွေကနေစားပြီးတော့ကျန်းမာရေးကျန်းမာရေးအထိကိုပေါ့နော်ကျွန်တော်ကကြည်ပေးမှာဖြစ်ပါတယ်အဲ့တော့ကန်ကလေးတွေကတော့ဆွဲပြီးသွားပြီအဲ့ဒါကြောင့်မို့လို့လေဂျာရီသားကြီးတွေကဒီဘက်တကလာမှာကန်ကောင်းဆုံးနေတယ်ဆိုတော့ပြောလို့ရတယ်ဆိုတာကိုပြောတာပေါ့နော်အဲ့တော့ဂျာရီသားကြီးများအတွက်ငွေကြေးကန်တွေကြားလိုက်နေမိကတော့ပေါ့နော်အဲ့တော့ဂျာရီသားကြီးများကငွေကြေးနဲ့ပတ်သက်ပြီးတော့ အဲပြောလို့လမ်းကြောင်းတွေကိုရှာတွေ့နိုင်တယ်ပြီးတော့တော့ချက်တွေကိုဖွင့်နိုင်တယ်ကိုယ်အတွက်ငွေကြေးနဲ့ပတ်သက်တဲ့အာနီးနီးလန်းတွေကိုပေါ့နော်ရှာဖွေတွေ့ရှိနိုင်တယ်ဆိုတာကိုတွေ့ရတယ်ပေါ့နော်အဲဒီဒီပတ်တာကာလမှာငွေကြေးကံကအလွန်လွန်ကောင်းနေတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အာရှောက်ရမယ့်လမ်းတွေကပွင့်လန်းလာပြီးငွေကြေးနဲ့ပတ်သက်တဲ့တော့ချက်တွေကိုရှာတွေ့လာနိုင်ပြီဆိုတဲ့နမိတ်လေးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ငွေကြေးကံအလွန်ကောင်းနေတယ်အဲ့တော့ငွေကြေးကံပို့ပြီးအဆင်ပြေကောင်းမှုမှုအတွက်ကိုငွေအဲရွက်လာလင်းညွန့်တပြေးလင်းညွန့်ကို ဖះမှာကတ်ပြီးတော့ဆူတောင်းပေးပါပြီးတော့အချီပေါ့နော်အချီနဲ့ပတ်သက်ပြီးတော့လည်းအာဂျာရီတာသမီးတွေကအချိန်နဲ့ပတ်သက်ပြီးတော့လည်းကောင်းမွန်နေမယ်အဲအဝေးမှာရောက်နေတဲ့ချစ်သူနဲ့ပြန်လဲဆုံတွေ့ရတာဒါမျိုးလေးတွေကြုံလာနိုင်တဲ့အဝေးကရှိတဲ့ချစ်သူကလည်းကိုယ်စီဝလာတွေ့ရတာဒါမျိုးလေးတွေကြုံလာနိုင်တဲ့အတွက်ကြောင့်မလို့အချိန်ကန်လေးကလည်းကောင်းနေတယ်လို့ပြောရတယ်အဲပြောနိုင်တယ်ပေါ့နော်အဲ့တော့အချိန်ကန်လေးကကောင်းနေတယ်အချိန်ကန်ပို့ပြီးတော့အဆင်ပြေအချောမွေစီဖို့အတွက်အိမ်ကဖះမှာပေါင်မိုးကတ်ပြီးတော့ဆူတောင်းလို့ရပါတယ်ခင်ဗျာ အဲပြီးတော့အိမ်တော်ကြီးပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်လည်းအိမ်တော်ကြီးမှာပြောရှင်စရာစိတ်ချမ်းမြေ့စရာလေးတွေကြုံရနိုင်တယ်ပြီးလို့ရှိရင်အဲနေရာထိုင်ခင်းပြောင်းလဲလေးတွေတော့အနေငယ်ဖြစ်လိမ့်မယ်ဒါကကောင်းမှုအတွက်ဖြစ်တာဆိုတော့အာစိတ်မပူပါနဲ့အိမ်တော်ကြီးကံလေးလည်းကောင်းပါတယ်အဲ့တော့အိမ်တော်ကြီးကံပူပြီးအဆင်ပြေကောင်းမှုဖို့အတွက်ဘွားအိုင်ရှိတဲ့နေရာကိုသွားပြီးတော့အုံမခွက်ကလေးနဲ့လမ်းခင်းပြီးတော့အိမ်တော်ကြီးကံဆင်ပြေဖို့အတွက်ဆူတောင်းလိုက်ရပါတယ်ပြီးတော့ကျမ်းမာကြီးကျမ်းမာကြီးနဲ့ပတ်သက်ပြီးတော့လည်းဘာမှစိုးရိမ်စရာမရှိဘူးအဆင်ပြေပြေနဲ့ ပြောပြောရှင်စိတ်ချမ်းသာစရာလေးတွေကြုံလာနိုင်တယ်ကိုယ့်ရဲ့ယောဂဟောင်းနေရှိတယ်အနာဟောင်းနေရှိတယ်ဆိုလို့ရှိရင်လည်းဒီဘက်တာကာလာအတွင်းမှာဖြောက်ကင်းသွားနိုင်တယ်ဆိုတော့နမိတ်ကိုတွေ့ရတယ်တခုပဲအညောင်းညာလေးတော့တတိထားမယ်ပေါ့နော်အဲ့တော့ညောင်းညာညာတာလွဲပြီးတော့ကြံတာတော့ပြဿနာမရှိဘူးအဲ့တော့ကျမ်းမာကြီးတောင်းတော်မီကောင်းမွန်စေဖို့အတွက်ကတတိသုံးမျိုးကိုအိမ်ကအဲတတိသုံးမျိုးကိုမိမိရဲ့မွေးနံထောင်းပေါ့နော်ဂျာတာရီဆိုတော့ဂျာတာရီထောင်းမှာသွားပြီးတော့ အဲကက်လူကူတော်ပေးပါကြာရီသားသမီးများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်အကောင့်လေးကို follow လေးလုပ်အသေးလေးပေး comment လေးရေး share သွားကြပါအောင်ခင်ဗျာအခုမှအကောင့်တစ်ကလေးမှုလို့ပါကျွန်တော်ခြားအကောင့်တွေကိုလုံးဝလုံးဝမသုံးတော့ဘဲနဲ့ဒီအကောင့်လေးနဲ့ပဲစတိုက် random မှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်တိလိုတာရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ comment လေးမှာရေးပေးပါကျွန်တော်တတ်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကတ်ကလေးတွေဆွဲပြီးတော့ပြန်လည်ဖြေချပေးပါမယ်ခင်ဗျာအားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ